မင်္ဂလာပါရှင်အခုမှနင်းပြပေးတာလေးကတော့တကြက်သားလက်ကောက်လေးပါဒါလေးကတော့အထည်လေးဖြစ်ပါတယ်ရှင် ။ဘာဖြစ်လို့လဲဆိုတော့သူကဟိုလိုမျိုးစပရိန်နဲ့မကြိုက်ပါဘူးတဲ့ညီမလေးကလက်ကောက်ကမှဟန်ချင်းလိုမျိုးချိတ်ကလေးနဲ့ပဲကြိုက်တယ်တဲ့။အဲဒါမျိုးလေးတွေမမဆိုင်မှာလည်းအရင်ကလည်းခဏခဏအပ်ဖူးတယ်။နှစ်ချက်သားသုံးချက်သားအပ်တာတွေရှိဘူးတယ်ပေါ့နော်။အဲဒီလိုချိတ်လေးနဲ့လိုချင်ပါတယ်ဆိုလို့တီးတန့်အပ်ထားတယ်။အပ်တယ်လက်ကောက်ကလေးဖြစ်ပါတယ်ရှင်။လက်အတိုင်းလေးရသေးတယ်ဒီညီမလေးကကြောတစ်တသမလေးရှိတယ်ပေါ့နော်။အဲတော့အဲကလေးတွေကနည်းနည်းဝဝလေးတွေဆိုလဲဒီ site ကလေးတွေတစ်ချက်သားတွေအပ်လို့ရပါတယ်ရှင်။ငါမူ သားတော့အရန်ပါတော့လက်မခံဘောနော်တစ်ချက်သားဆိုရင်တော့ရပါတယ်လက်အတိုင်းလေးတွေပြိုးပြီးတော့မနေရောင်းတဲ့ဆိုင်မှာအဲ့လိုရပါတယ်ရှင့်အလေးချိန်ကတော့မျိုးစုံဘောနော် နှစ်ချက်သားကြိုက်လဲနှစ်ချက်သားအပ်လို့ရပါတယ်သုံးချက်သားကြိုက်လဲသုံးချက်သားအပ်လို့ရပါတယ်ဒါပေမဲ့ငါမူသားဆိုရင်တော့အရန်ပါပြီးတော့သေးတယ်ပေါ့နော်အဆင်မပြေလို့ပေါ့နော်အဲ့တော့အလေးချိန်ကြီးကြီးလေးတွေအပ်ချင်တယ်ဆိုလဲရပါတယ်ရှင်အလက်အတိုင်းလေးတွေပြောလာပြီးတော့အပ်လာလို့ရပါတယ်ကေတာလေးရတော့လူခအကြိုက်ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဖြောင်သားလေးဖြစ်တဲ့အတွက်လဲနေတိုင်းဝတ်ထားလို့လှပါတယ်အကျန်းလဲခံတဲ့အပြင်ကြီးမကတ်တဲ့အတွက်အများအားအသစ်ကလေးဖြစ်နေမဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်